ရေကဲတုံးရောင်ရင်စေတနာကောင်းလို့နာမည်ကြီးရရှိမင်းသားလို့ဖို့ကံလန်းခန့်နေရတဲ့ကိုရှိုင်းစောပြည်သူများလုံးမမင်္ဂလာပါရှင်ဘောင်းမစ်နောင်းကနေပြန်လဲကြိုဆိုလိုက်ပါတယ်စေတနာကောင်းရင်ကံကောင်းမယ်ဆိုတဲ့စကားအတိုင်းမထင်မှတ်တဲ့ပရိတ်တလို့ရလေတခုကြောင့်နာမည်ကြီးရရှိမင်းသားဖြစ်ဖို့အတွက်အကြောင်းကံပါလာသူကတော့စကိုင်းမျိုးကရေကဲတုံးတဲ့လေးကိုရှိုင်းစောပါမြန်မာနိုင်ငံမှာသခိုင်းမြင့်ကလေးကြီးလှုပ်ခတ်ခဲ့ပြီးတဲ့နောက်အင်တာနက်ပေါ်မှာလူပြောများနေရတာကတော့သခိုင်းမျိုးကရေကဲတုတ်တယ်လေးကိုဆိုင်းစော်ဖြစ်ပါတယ် ကိုဆိုင်စောဟာငလင်ပေးလာလို့တဲ့ပရိဒအကားတွေခရီးသွားအကားတွေကိုသူရောက်တဲ့ရေခဲတုံးလေးတွေကိုအခမဲ့လိုက်လံဝေးငှားနေရဖြစ်ပါတယ်။ စကိုင်းမြို့ကရေခဲတုတ်တယ်လေးကိုရှိုင်းစော်ဟာသူတို့ဒေသမှာကြားရောက်သွားတဲ့အမြင်ကလင်ဘေးကိုလာရောက်ကူညီကြတဲ့ပရိုက်တာအလူရှင်တွေအညာနွေနေပူပူမှာရေခဲတုတ်လေးစားပြီးခဏတောင်ဖြစ်ဖြစ်ရွှေရင်အေးဖို့အတွက်သူကိုယ်တိုင်ကဆိုင်ကယ်ဘေးတွေလေးနဲ့နေပူပူထွက်ကလာသမျှကားတွေကိုတစီပီတစီရေခဲတုတ်တွေကိုအခမဲ့လိုက်လံဝေးမျှနေကြတာပါဒါကြောင့်လည်းဒီလိုစေတနာကောင်းလို့နဲ့ကိုရှိုင်းစော်ကဘလို့လူမျိုးလဲဆိုတာကိုအလွန်ကစိတ်ဝင်စားခဲ့ကြတာဖြစ်ပါတယ်တကယ်တော့ကိုရှိုင်းစော်ကငယ်ရွယ်စဉ်ကတည်းကမိဘနှစ်ပါးကအဆုံးပြေခံရ ပြီးတော့တယောက်တည်းဘဝနဲ့အခုလိုမျိုးအသက်28နှစ်အရွယ်ဒီအနေထိုင်လာခဲ့ရတာဖြစ်ပါတယ် မိခင်ဖြစ်သူကိုတော့၅နှစ်သားအရွယ်မှာတကြိမ်သာမြင်ခဲ့ပူပြီးရောသူ့ဘဝတခြားလုံးမှာမိဘမြတ်တာငတ်မို့ပြီးကြီးပြင်းလာရတာဖြစ်ပါတယ်။ကိုဆိုင်စော်ကမိဘမြတ်တာမရှိပေမဲ့ဘဝကိုအကောင်းဆုံးတည်ဆောက်ပြီးရောရိုးရိုးသားသားလောက်ကန်စားတောင်းနေရဖြစ်ပါတယ်။ကိုဆိုင်စော်ဟာဖြူစင်းတဲ့စိတ်ထားနဲ့ရေခဲတုပ်စတုတီတာကိုလူတန်းခဲ့တာပါ။အဲ့ဒီလိုလူတန်းနေခဲ့တာကသူ့မှာရယူလို့စိတ်အလင်းမရှိပြီးရွှေဆိုင်ကသူ့ကိုလှူတဲ့ငွေတွေကိုတောင်းငလင်တဲ့ပြည်သူတွေကိုပြန်လူပေးခဲ့တာဖြစ်ပါတယ်။အခုဆိုရင်တော့သူ့ရဲ့စေတနာအကျိုးပေးကြောင့်ကိုဆိုင်စော်ကို ဆိုင်ကယ်ကောင်းကောင်းလေးတစ်စီးနဲ့ရေခဲစက်တွေပါလှူပေးမဲ့အလူရှင်တွေပေါ်လာခဲ့ပြီဖြစ်ပါတယ်။ဒါကလူကားစင်းရဲပေမဲ့အချင်းစာရိတာကောင်းမွန်ပြီးမြင့်မြတ်တဲ့စိတ်ထားကိုပိုင်ဆိုင်ထားတဲ့ရေခဲတို့တဲ့ကိုရှိုင်းစော်ကိုအကျိုးပေးနေပြီလို့ဆိုရမှာပါ။ အခုဆိုရင်တော့ရေခဲတုတ်တယ်လေးကိုဆိုင်စော်ကုန်းလေဒီဂရိဆိုင်ဆိုင်ကနေကိုဆိုင်စော်အတွက် ရေခဲတုတ်ရောင်းရင်သုံးဖို့လုပ်ငန်းသုံးဆိုင်ကယ်တွေတခြားစီးပွားရေးလုပ်ငန်းရှင်တွေကရေခဲဆက်တွေပံ့ပိုးနေကြတာဖြစ်ပါတယ်။ဒါအပြင်နောက်ထပ်စီးပွားရေးလုပ်ငန်းရှင်တွေကလည်းကိုဆိုင်စော်နဲ့အတူကြော်ညာဗီဒီယိုတွေရိုက်ကူးဖို့အတွက်ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးဖို့ကမ်းလှမ်းထားတယ်လို့သိရပါတယ်။အခုဆိုရင်တော့စကိုင်းမြို့ကရေခဲတုတ်တယ်လေးကိုဆိုင်စော်တယောက်ရုပ်ရှင်နဲ့ကြော်ညာတွေကိုရိုက်ကူးဖို့အတွက်ရန်ကုန်မြို့ကိုရောက်ရှိနေပါပြီ။ဒီလိုရောက်ရှိနေတဲ့အချိန်မှာလည်းရေခဲတုတ်တယ်ကိုဆိုင်စော်ကသူ့ကို ချင်းမြင့်ပေးတဲ့စီးပွားရေးလုပ်ငန်းရှင်တွေကိုလက်ဆောင်လေးနဲ့လိုက်လံကြတော့ခဲ့တာပါဒီလိုတည်သက်လိမ္မာလို့လဲစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ပရိသတ်တွေကကိုဆိုင်စော်ကိုချီးကျူးနေကြတာဖြစ်ပါတယ်အထူးသဖြင့်တော့ကိုဆိုင်စော်ကသူ့ကိုချီးမြှင့်ပေးရဲ့ပရိသတ်တွေကမိဘတွေမရှိပေမယ့်ကိုကျင့်တီလာကောင်းကောင်းနဲ့ကောင်းရောက်ကောင်းဝယ်လှူဆားကဖြူစင်တဲ့ပရိသတ်စိတ်ထားရှိတဲ့ကိုဆိုင်စော်ကိုချီးကျူးနေကြပါတယ်ဒါကြောင့်ခုခါမှာတော့ကိုဆိုင်စော်ကိုကြော်ညာနဲ့ရုပ်ရှင်မင်းသားတင်ရိုက်တော့မယ်လို့သိရပါတယ်ကိုဆိုင်စော်ကလည်းအနုပညာကိုဝါသနာပါပြီးတော့မြင်းမြင်းရဲ့ဘဝတရုပ်ဖို့ ောက်ဇက်ကားတွေကိုဘဝခံစားချက်နဲ့ကန့်ညီလို့ကြည့်ဖြစ်တယ်လို့ဆိုပါတယ်။အခုဆိုရင်တော့ကိုရှိုင်းစော်ကသမင်ကလာချင်းပြီးပြန်ပြင်တော့မယ်လို့သိရပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောစိတ်ထားလေးတစ်ခုကြောင့်ရေခဲတို့ရောင်းနေရကနေနာမည်ကြီးရုပ်ရှင်မင်းသားဖြစ်တော့မယ်ကိုရှိုင်းစော်ကိုဘယ်လိုမြင်ကြပါသလဲ။ကိုရှိုင်းစော်ရုပ်ရှင်မင်းသားဖြစ်လာရင်ရောအားပေးကြမှာလားဆိုတော့ comment မှာပြောသားခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။